မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့ ပဲခူးတိုင်းပရောင်မြို့နယ်ရှိမြောင်ကျိုးစစ်ကောင်စီတပ်စခန်းကိုအင်းကသိမ့်ပိုင်ရရှိပြီးစစ်ကူအင်းအားရှာပေါင်းများစွာနဲ့စစ်တပ်ကခုခံခဲ့တော်လဲနှစ်လနီးပါးအကြာမှာရှုံးနိမ့်ရဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြောင်ကျိုးစခန်းမှာပဲခူးတိုင်းမှာအင်းကဒုတိယမြောက်သိမ့်ပိုင်ရရှိရဲ့စစ်ကောင်စီတပ်စခန်းဖြစ်လာတယ်လို့သိရပါတယ်။ပဲခူးတိုင်းပရောင်မြို့နယ်ရှိမြောင်ကျိုးစစ်ကောင်စီတပ်စခန်းကိုအင်းဦးဆောင်တဲ့တော်လိုင်းတပ်တွေကသိမ့်ပိုင်ရရှိသွားပြီဖြစ်ကြောင်းတော်လိုင်းတရင်အရင်မြစ်တွေကပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလမှစတင်ခဲ့ပြီးဘကိုရိုင်းပတောင်မြို့နယ်ညောင်ကျိုးတပ်စခန်းမှာအင်းနဲ့စစ်ကောင်စီတပ်များအကြတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဲဒီမြောင်တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များကလေကြောင်းမှတပ်စင်အကြီးအကျယ်ခုခံခဲ့ကြောင်းဒါပေမဲ့တိုက်ပွဲများနလနီပါကြာမြင့်လာချိန်မှာစစ်ကောင်စီတပ်များမှညောင်ကျိုးစခန်းမှာစတင်ဆုတ်ခွာပြီးဒီကနေ့မှာတော့အပီတန်စကန်တခုလုံးကိုတင်ပိုင်ရရှိသွားပြီဖြစ်ကြောင်းသိရပါရယ်မလ၁၇ရက်နေ့ကတည်းကညောင်ကျိုးစကန်ကနေစတက်ကစထုတ် စဆုပ်ခွာတာအခုတော့စကန်တော့ရှာသွားပြီလို့ကြေညာရတယ်လို့တော်လိုင်းတဲ့တင်အရှင်မြစ်တွေကပြောဆိုပါရင်အေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ဒီဆက်လျက်ရှိတဲ့ပဲခူးတိုင်းပဒေါင်းမြို့နယ်မိုးထီတောင်စကန်ကိုဇန်နဝါရီလ26ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပေးပြီးရနောက်ဒုတိယမြောက်စကန်အဖြစ်ညောင်ကျိုးစကန်ကိုသိမ်းပိုက်ရရှိသွားတာဖြစ်ပါတယ်။တင်ဌာနကအေပြောခွင့်ရပုဂ္ဂိုလ်ခိုင်ဒုက္ခထံကိုညောင်ကျိုးစကောင်စီတပ်စကန်သိမ်းပိုက်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီးဆက်သွယ်မိမြန်ရာတုံ့ပြန်ဖြေဆိုတာမျိုးမရှိပါဘူး။ညောင်ကျိုးစကန်သိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှတိုက်ဆောင်သူ င်များပြပြီးအရှင်ဖန်းစီရရှိတဲ့စစ်တုံးပန်းများရရှိကလက်နက်ခရဲများကိုလည်းအေအေကတင်ဆက်ရရှိထားကြောင်းသိရပါဗျ။ မြောင်ကျိုးစကန်မကြစေဖို့အတွက်စစ်တပ်ကစစ်မှုထံတပ်သားတွေများအပါဝင်စစ်ကူအင်အားရှာပေါင်းများစွာပေးပို့ခဲ့ပြီးလေကြောင်းပစ်ကရိနဲ့တောက်လျှောက်ခုခံခဲ့တော်လဲနှစ်လနီးပါးကြာမြင့်လာချိန်မှာစကန်ကိုလည်လွတ်ရပြီးစုခွာထွက်ပြေးသွားခြင်းဖြစ်ပါတယ်စစ်ကောင်စီတပ်တွေနဲ့စစ်ကူတပ်များမှလက်ရှိအုပ်ရှိပင်ကိုအခြေပြုပြီးအကြီးအကျယ်ခုခံစစ်ပြင်ဆင်နေကမြို့ကိုအခြေပြုထားတဲ့အမြောက်တပ်စကန်များကလည်းလက်နက်ကြီးတွေနဲ့တစ်ချိန်လုံးပစ်ခတ်နေကြောင်းအုပ်ရှိပင်မြို့နီးမှာစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တံတွေကိုကျေလောင်စွာကြားနေရကြောင်းစစ်ကောင်စီ ရင်ရှင်သန်းများမှလည်းအုတ်ရှိပင်ပထောင်လမ်းပိုင်းမှာအတက်အစင်များပြားနေကြောင်းသိရပါရယ်။ အေအေကထိုးစစ်များကိုရခိုင်ပြည်နယ်ထိစပ်နေတဲ့အရာရီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတွင်ထိထိုးပဝင်ရောက်တိုက်ခိုက်နေရရှိကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးရှမ်းမြောက်ဒေသမှာ KIA နဲ့ TNL အောက်ခြေတပ်များအကြားအငင်းပွားမှုနှစ်ဖက်တွေ့ဆုံညီနိုင်ရင်ပြည်လယ်မှာဖြစ်လို့ NUG ကကူညီဖို့အသိရှိနေရလို့ကန့်လန့်နေကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ရဲ့တွေ့ခွဲမှုနဲ့စစ်အာဏာရှင်ကြာဆုံးပြီးတနိုင်ငံလုံးလူမျိုးဖို့လက်တကန်းသာလိုတော့တယ်လို့သတိပြုကြဖို့တိုက်တွန်းထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ KIA ကို KIA နဲ့ PSLF TNL တို့ကြား ာအငင်းပွားမှုတချို့ရှိနေပြီးအဲ့ဒီအခြေအနေတွေကိုနိုင်ငံရေးနည်းလမ်းနဲ့နှစ်ဖက်တွဲဆောင်ညီနိုင်ရင်ပြည်လည်သွားလိုက်မယ်လို့ရှုံချီကအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ကုညီဖို့အသိရှိနေကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာဖြစ်ပေါ်လျက်ရှိတဲ့မြေပြင်အငင်းပွားမှုအချို့ကြောင့်ဒေသခံပြည်သူများသားမှကຫນွေဦးတော်လိုင်းရင်မှာပါဝင်နေကြတဲ့ပြည်သူလူထုတရလုံးအကြမ်းမှစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လျက်ရှိကြောင်းမိမိတို့တော်လိုင်းဖွဲ့စည်းအားလုံးမှာပြည်သူလူထုရဲ့လူလားဆန္ဒကိုဖြည့်ဆည်းပေးဖို့ကြိုးပမ်းနေကြသူများပြီးပြီး ကြည်သူများစိုးရိမ်တော်ကများရောကြစေဖို့ပြေလျှော့ဆောင်ရွက်ပေးဖို့လဲအထူးတာဝန်ရှိတဲ့အလျောက်နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေကမိဘပတိပခရီအပြစ်သားရှုမြင်ကြောင်းနိုင်ငံအနည်းနဲ့သာဖြေရှင်းမယ်ဆိုတဲ့တနိဋ္ဌာန်ချမှတ်ထားကြောင်းကိုကြားသိရတဲ့အတွက်အထူးကြိုဆိုကြောင်း NUG ကထုတ်ပြန်ပါတယ်။ 1986ခုနှစ်ဖေဖော်ဝါရီ14ရက်မှာကချင်ပြည်လွတ်လပ်ရေးဖွဲ့နှင့်ပလောင်ပြည်နှင့်လူမျိုးရေးဖွဲ့တို့ကညီညွတ်ရေးမဟာမိတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြပြီးကချင်အမျိုးသားများနှင့်ပလောင်မျိုးသားတွေကနေမြေချင်းကလင်းရဲ့အေးတူပုံများအတူတကွာနေထိုင်နေရစားတောက်လာခဲ့ကြတဲ့အမျိုးသားများဖြစ်ကြောင်းနဲ့နိုင်ငံရေးခံယူချက်ချင်းတူညီကြကြောင်းဒါအပြင်တပ်ဖွဲ့ရဲ့အကြိုကိုတပ်ဖွဲ့ကအားပေးထောက်ခံသွားကြမှာသာမကအကူအညီရိုင်းပင်းသွားကြမယ်လို့လည်းအဲ့ဒီစာချုပ်မှာဖော်ပြထားကြောင်းစာချုပ်ပါအရေးကြီးဆုံးမှတ်သားအပ်တဲ့အချက်မှာအဖွဲ့အစည်းနှစ်ဖွဲ့ကြားဖြစ်ပေါ်လာတတ်တဲ့မြည်သည့် ပฏิပခမျိုးကိုမဆိုးမိဖပฏิပခဖြည့်ရှင်းနည်းနဲ့သာဖြည့်ရှင်းသွားမယ်ဆိုတဲ့အချက်ဖြစ်ကြောင်းသိရပါတယ်။နှွေဦးတော်လိုင်းခင်မဆင်အာနာရှင်ကိုပုံရံသူဖြစ်၎င်း Federal Democracy ပြည်ထောင်စုတဲ့တိဆောင်ရေးကိုပုံရင်မှန်ချက်ဖြစ်၎င်းတော်လိုင်းအင်အားစုတွေအကြားထပ်တူထပ်များမှတ်ယူကြကြောင်းတော်လိုင်းအင်အားစုတွေဟန်ချက်ညီကြိုးပမ်းမှုတွေကြောင်းဒီကနေ့ဆိုရင်ဒေတာလိုက်စစ်ကောင်စီကင်းစင်နေမြေများကြေကြေပြန့်ပြန့်ပေါ်ပေါက်လာသလိုစစ်အာဏာရှင်ကြာဆုံးပြီးတနိုင်ငံလုံးလွတ်မြောက်ဖို့လက်တကမ်းတလိုတော့တဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်ကြောင်းအဖက်ဖက်ကအင်အားကြီးနဲ့အရင်းနှီးလျက်ရှိတဲ့ ဲ့အကြမ်းဖက်စစ်ကောင်စီဖို့တော်လိုင်းအင်အားစုတွေကြားတက်ရှုသွေးခွဲရေးက၎င်းတို့ရဲ့အဓိကပြူဟာဖြစ်လာတယ်ဆိုတဲ့အချက်ကိုလည်းသတိပြုကြပြီးဖြစ်ကြောင်း NUG ကအကြံပြုပါတယ်။လက်တလောပေါ်ပေါက်လာတဲ့အောက်ခြေပေါ်တိုင်မိုးတွေမှာဒီလူမျိုးရေးအမုံတရားစီမပြေကျန့် အပြန့်ကျင်မသွားစေဖို့အတွက်နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များအနေနဲ့ထိန်းချောင်းဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနှစ်ဖက်မျက်နှာချင်းဆိုင်တွဲဆောင်ညီနိုင်ရင်ပြဿနာများစုကိုအခက်အခဲမရှိဖြေရှင်းပြည်လည်စေလိမ့်မယ်လို့လည်းနားလေကြောင်း NUG ကတိုက်တွန်းပါတယ်အခုရက်ပိုင်းတွင်နှစ်ဖက်အဖွဲ့အစည်းတွေအကြားဗဟိုအစဉ်ဆွေးနွေးမှုတွေလှုပ်ဆောင်မယ်လို့ဖော်ပြလာပြီးပြည်သူတွေရဲ့သဘောဆန္ဒကိုရယူမယ်လို့ဖော်ပြလာခြင်းတွေကအပြုသဘောဆောင်ပြီးပြည်သူကိုမျက်နှာမူလျက်အရှိကိစ္စတွေကိုဖြေရှင်းကြမယ်ပြရုံများဖြစ်လျက်အဲ့ဒီအခြေအနေတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုးဆိုလိုက်ပါတယ် အားလုံးမှပြည်သူကိုအဓိကထားပြီးတိုက်တဲ့ဆောင်ရွက်နေကြတဲ့တော်လိုင်းဖွဲ့စည်းပြီးဖြစ်တဲ့အားလျော်စွာပြည်သူကိုမျက်နှာမူတဲ့နီနာရီနဲ့တာမိမိတို့ကြုံတွေ့နေရတဲ့ခက်ခဲတွေကိုရှင်းဆိုင်ကြော်လွှားနိုင်မှာဖြစ်တယ်လို့ပြည်သူကလူလာတောင်းတလျက်ရှိတဲ့ Federal Democracy ပြည်ထောင်စုပန်းတိုင်းကိုအရောက်ချီတက်နိုင်မှာဖြစ်ကြောင်းနိုင်ငံကိစ္စတွေကိုနိုင်ငံနီလန်နဲ့ငင်းချစွာဖြည့်ရှင်းဆောင်ရွက်ကြရမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လိုအပ်တဲ့လို့ကိုကြီးဆောင်ရွက်ဖို့အသင့်ရှိကြောင်း NUG ကတိုက်တွန်းထားပါတယ် ဆက်လက်ပြီးသူတို့ရဲ့အိမ်မက်များဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်တမတ်များနဲ့မဟာမိတ်တော်လိုင်းဖွဲ့များအလုံးလက်တွဲပါဝင်နေအထွေထွေထိုးစစ်ကြီးတရက်တနိုင်ငံလုံးအတိုင်းတာနဲ့ဆင်နွှဲကြပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ဝင်ကြီးဦးရင်မွေးရဲ့ကြေညာချက်မှထုတ်ပြန်ထားပါရယ်။ဒါပေမဲ့အာဏာသိမ်းစစ်ဗိုလ်ချုပ်များကတော့၎င်းတို့ဆက်ပြီးထိန်းချုပ်နိုင်စွမ်းရှိလျင်ဟန်နဲ့ကြောက်ဖြူရေးနဲ့စိတ်ကန်ရုရှားနျူကလ ియర్ တပောင်းပုံများနဲ့အိမ်မက်မနေကြဆဲဖြစ်ပါရယ်။ကြောက်ဖြူရေးနဲ့စိတ်ကန်နဲ့အထူးစည်းဝိုင်းဆောင်ကိုအက ောင်ထည့်ဖော်ဖို့တင်ဆိုင်ဆိုရလက်ထံ2015မှာသဘောတူလက်မှတ်ထိုးခဲ့ပါတယ်။လက်ရှိမှာအာရခတက်တော်ကကြောက်ဖြူရှိတညဝရီရေတက်စကန်ကိုအပြင်အထံထိုးစစ်ဆင်နေခြင်းလည်းဖြစ်တဲ့ဒါမဲ့ထင်းရေးကတကယ်တမ်း၎င်းတို့နဲ့မပတ်သက်လေတဲ့ဟန်နဲ့အာနာသိန်းဒုတိယကောင်ဆောင်ဆိုဝင်းကအင်ကာနီမှာခေါ်ယူတဲ့အထူးစီးပွားရေးဆောင်ဘ ਹੁ ကော်မတီအစည်းအဝေးမှာအဆိုပါစီမံကိန်းတွေကော ။ဘူမိနိုင်ငံရေးစီးပွားရေးတရုတ်နဲ့ပူးပေါင်းဆောင်ရွက်ရေးအတွက်လွန်စွာရေးပါတယ်မဖြစ်မနေအောင်မြင်အောင်လုပ်ရမယ်လို့ပြောဆိုသွားပါတယ်။အစည်းအဝေးတက်ရောက်လာသူတွေက၎င်းတို့ပိုင်စီးပွားရေးလုပ်ငန်းတွေမှာအရခတ်တက်တော်မှသိမ်းဆည်းချိတ်ပိတ်ခံနေရချိန်မှာ Cloud Your Get More Insan ဒီထက်ပိုပြီးယူနမ်းမှုကောရှိပါအောင်မလားလို့တွေးနေကြရတာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဒေါ်လာ9.3ဘီလီယံအထိကုန်ကျမဲ့ရေနက်စိတ်ကန်းကို2023ဒီဇင်ဘာလမှာတရုတ်မှနောက်ဆက်တွဲသဘောတူညီချက်ဖြင့်အပြည့်သတ်မှတ်ရမယ့်ရက်ကို16လထပ်မံတိုးမြင့်ထားလို့အခုနှစ်ဇွန်လမှာပြီးစီးရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်တွေ့မှာစောင့်လုပ်ရေးလုပ်ငန်းများတခုတလေတော့အကောင့်ထဲမပေါ်နိုင်ပဲဖြစ်နေတာကိုတွေ့ရတာကြောင့်ဖြစ်ပါတယ်။ကြံရမရတဲ့အဆုံးဒီဒေတာကိုအလား ကြံရမရတဲ့ဆုံးဒီဒေတာကိုအလားစကားကဲ့သို့ပဲတရုတ်ကိုရောင်းဆိုင်ရင်ဒါမှမဟုတ်အငားချရန်တောင်မှစဉ်းစားနိုင်ပါတယ်ရုရှားနဲ့နျူကလ িয়ার တပ်ပေါင်းဖို့ဆိုတာကလည်းရခင်ကလေးကဒီလိုသဘောတူညီချက်မျိုးလေးခုတည်ရှိပြီးဖြစ်တော့လေရှုံလုံးပေါ်လာလို့ကဤတာမနီးဆက်တဲ့ မီးတောင်မှအောင်မပေးနိုင်တဲ့အနေအထားမှာလူမှုကိုနှစ်သိမ့်ဖို့အတွက်သာဖြစ်ပြီး၎င်းတို့အတွက်ဒီလိုအသေးစားတပ်ပေါင်းဖို့တည်ဆောက်ဖို့ငွေကြေးအင်အားကျွမ်းကျင်တဲ့အတတ်ပညာရှင်တွေလည်းမရှိလို့ Washington State College ရှိပါမောက်ကာစာကာရီအပူဇာကထောက်ပြခဲ့ပါတယ်။ DSR ရုရှားရင် drone နည်းပညာများအတွက်ပြည်တွင်းမှာထုတ်လုပ်နိုင်ဖို့လိုင်စင်ချပေးဖို့မင်းအောင်လိုင်းမှပူတင်ကိုအဓိကထားတောင်းဆိုမှသာဖြစ်တယ်လို့ဆိုပါတယ်။ရုရှား drone တွေကတော်လိုင်းတက်များကိုဟန်တားနိုင်ဖို့မှထိရောက်မှုရှိတယ်လို့ယူဆလာတာကြောင့်ဖြစ်ပါတယ်။တရုတ်မှ၎င်းတို့ရဲ့အကျိုးစီးပွားတွေကိုလက်ရှိစ ဖို့ကြိုတင်မှဆက်ပြီးကာကွယ်နိုင်စွမ်းမရှိလို့စိတ်ဒုံဒုံချလိုက်တဲ့အချိန်မှာချက်ချင်းလိုပြိုလဲသွားမဲ့အနေအထားဖြစ်နိုင်တဲ့နိုင်ဖဲကိုကင်ထားနိုင်တဲ့အဖြစ်ကိုမင်းအောင်လိုင်းရဲ့ဖွဲ့ကဘလို့မှနေမထီထိုင်မသာဖြစ်ပါရင်မင်းအောင်လိုင်းကိုကုမင်းကိုလာဖို့တရုတ်ခွင့်ပြုလိုက်တာကြောင့်ရုရှားဘက်ကလည်းရဲတင်းလာပြီးမော်စကိုထိပင်ဖိတ်လိုက်ခြင်းနဲ့ဖြစ်ပါရင်မင်းအောင်လိုင်းကဒီအခွင့်အရေးကိုအမိရတုံးချပြီးတရုတ်နဲ့ရုရှားကြားတက်ရှုံနိုင်ဖို့ကြံစီနေခြင်းဖြစ်တယ်လို့အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူမှမြန်မာအရှိတာဝန်ခံဂျေဆန်တာဝါကသုံးသပ်ထားပါတယ် ဒါပေမဲ့လည်းတရုတ်ကနိုင်ငံတွင်းရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တော်တော်များများကိုဩစာညောင်းထားပြီးဖြစ်နေတာကြောင့်မင်းအောင်လိုင်ရဲ့ဖြူဟာကအောင်မြင်နိုင်ပွဲမရှိလို့ဆိုပါတယ်။ရုရှားကတရုတ်ဘက်ကဒေါသထွက်လာမှာကိုစိုးရင်ပြီးလက်ရှိတရုတ်မြန်မာနေဆက်စင်ရေးအနေထားကိုပြောင်းလဲဖို့စိတ်ကူးမရှိတာကြောင့်လည်းဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။မင်းအောင်လိုင်ကလူမှုကိုတပ်ဖြတ်နေခြင်းကိုနိုင်ငံတကာကိုအာရုံလွှဲနိုင်ဖို့ရွေးကောက်ပွဲလုပ်ပြီးမယ်လို့ဝါဒဖြန့်နေပြီးမယ်။၎င်းကိုဖေရှားပြဖို့လန်ခင်းပေးတယ်လို့ဖြစ်လာတော့မှာကိုသိထားပြီးဖြစ်လို့တန်နိုင်သမျှအချိန်ဆွဲဖို့တာကြံစီမှာဖြစ်တယ်လို့မြမအရင်လေးလား သူ Eco Blasivic ကဆိုပါတယ်၎င်းကိုတနိုင်ငံလုံးသားမကစတက်အတွင်းအရာရှိအရာခံတွေကလည်းယွန်ရှာမုန်တိနေကြတာကိုသိနေပြီဖြစ်လို့လဲလက်ရှိယာဒူးမှဆင်ပေးဖို့ဘလို့မှစိတ်ကူးထဲမှာထဲလို့မှမဘလို့မှစိတ်ကူးထဲတောင်ထဲမှာမဟုတ်လို့တုံသက်ထားပါတယ်လက်ရှိဖိလစ်ပိုင်တမနာဟောင်းဒူတာတင်းကို ICC ဝရမ်းနဲ့ဖမ်းဆီးပြီးနေမကူပဲဟိမ်မျိုးရှိနိုင်ငံတကာတရားရုံးကိုလွှဲပြောင်းပေးလိုက်မှုကမင်းအောင်လိုင်းအတွက်အိမ်မက်ဆိုးကြီးဖြစ်လေနောက်ပြီးလို့စောင်းမမရေးသားထားတာကိုတင်ဆက်ပြီးလည်ရပါရင်ရှင်